2025ခုနှစ်မလနောင်ပိုင်းတွင် The War Zoma Diego Garcia တွင် American စစ်လေယာဉ်များတိုးလာကြောင်းအစီရင်ခံစာတင်ပြခဲ့ပါသည်။၎င်းသည် India တို့တရားရှိ British ကျွန်းစုအခြေစိုက်ခံတစ်ခုဖြစ်သည်။ B2 Spirit ဘုံကျဲလေယာဉ်စနစ်စည်းအထိ Pacific တို့တရားတွင်ရှိလိုအပ်နေရာများသို့ဇေလွတ်ခဲ့သည်။၎င်းတို့ထဲမှအနည်းဆုံး6စီးသည်ယခု Diego Garcia တွင် ရှိနေသည်။ဒါကပုံမှန်မဟုတ်ဘူး။ အီရန်နဲ့ယမန်ရှိဟူတီများကိုရည်ရွယ်သည့်ပြင်းထန်သောတိုက်ပွဲချက်ဖြစ်သည်2025ခုနှစ်ဧပြီဆော့ပိုင်းတွင်အီရန်နှင့်အမေရိကန်တင်မာမှုများကြီးထွားလာခဲ့သည်အစ္စရေးနှင့်ဂါဇာကမ်းမတို့ကြားအပြစ်ခံရဆဲလီပြတ်သွားခဲ့သည်ယင်းကြောင့်ယမန်ရှိဟူတီများထပ်မံတိုက်ခိုက်လာခဲ့သည်၎င်းတို့၏လုံခြုံများသည့်ဘင်လန်နီတွင်တင်မောတင်ချင်းကို ထိခိုက်စေပါသည် အမေရိကန်ဒီလေရင်တင်တင်ပေါ်များမှလေကြောင်းတိုက်ခတ်မှုဖြင့်တုတ်ပြန်ခဲ့သည်ဤတိုက်ခတ်မှုများသည်ဟူသည်ပြင်းမှများကို ထိမှန်ခဲ့သည် B2 ဘုံးကျက်လေယာဉ်များနှင့် F22 တိုက်လေယာဉ်များလည်းထိုဆိုပါတရားတွင်ပြန်တန်းလဲရှိသည် F22 များသည်ကောင်းကင်ယံကိုကာကွယ်နိုင်ပွဲရှိသည် USS Carl Vision နှင့်၎င်း၏လေရင်တင်တင်ပေါ်တိုက်ခတ်ရေးအဖွဲ့တို့သည်အရှိအလဘန်တို့ဥတီလက်ရှိသည့်၎င်းတို့သည်အစင်မြစ်စစ်တင်းမောများအီလက်ထရောနစ်စစ်ပွဲစနစ်များနှင့် တိုက်လေရင်6စီကျော်တို့ကိုယူဆောင်လာခဲ့သည်ဟူတီများသည့်၎င်းတို့ဘာသာလှုပ်ဆောင်သည်ဟုအမေရိကန်ထောက်လျင်ကပြောသည်ဒါပေမဲ့သူတို့ဟာအီရန်ရဲ့အထောက်အပံ့ကိုရတုံးပါပဲအီရန်ကဟူတီများကိုအပြစ်အဝါထိန်းချုပ်နိုင်ခြင်းမရှိဟုအင်ဖြူတော်ကပြောကြားခဲ့သည်ဒါပေမဲ့လူတိုင်းကသဘောမတူဘူးအချို့သောတရင်များအရအီရန်ဒီမချမီတွင်နျူကလ িয়ার လက်နက်များတည်ဆောက်နိုင်မည်ဟုဆိုသည်တခြားသူတွေကဒါကိုတသက်တည်းမရှိဘူးလို့ပြောကြပါတယ်။ အီရန်ကနျူကလီယာနဲ့မလို့ချင်ဘူးလို့ပြောပါတယ်ဒါပေမဲ့ဖြစ်နိုင်ခြေရှိတယ်ဆိုရင်အဲ့ဒါကိုပြောင်းလဲဖို့စဉ်းစားနိုင်တယ်လို့လည်းသူကပြောပါတယ်တမနာထရန်ကအီရန်ကိုတတိပေးခဲ့ပါတယ်မေလလယ်မှာအီရန်နျူကလီယာဆွေးနွေးပွဲသို့ပြန်သွားရမယ်ဖြစ်တယ်မဟုတ်ရင်အမေရိကန်ကအင်အားသုံးနိုင်ပါတယ် B2 ပုံကျက်လျင်များဘယ်ကြောင့်အရေးကြီးတယ်လဲပါဝါပြပွဲကြီးတစ်ခုမှာ B2 ဘုံကျက်လျင်12ဆင်းကအမေရိကန်မှာထွက်ခွာသွားခဲ့ပြီး၎င်းဒီ လူသိရှင်ကြားပြုလုပ်ခဲ့တဲ့အကြီးအမားဆုံး B2 mission ဖြစ်ပါတယ် US မှာ B2 အစီး20ခန်းရှိပါတယ်ဒါကြောင့်ဒီအပြောင်းအရွှေ့မှာရေတပ်သားတဝက်ကျော်ပါတော့ပါဝင်ပါတယ်ရှင်နဲ့တင်းလင်းမြတ်ဘက်မှာရထားတဲ့ဒီကိုဂါစီယာမှာအ ਨੇ ဆုံး B2 6ဆင်းကိုမြင်တွေ့ရမှာဖြစ်ပါတယ်အချို့တော့အထူးအမိုးအကာများမှာဖွက်ထားနိုင်ပါတယ်ဂိုဟန်နဲ့ဩစတြေးလျမြောက်ပိုင်းကတည်းကအခြေစိုက်စကန်တွေမှာလည်းအသုံးပြုနိုင်ပါတယ် B2 တွေကို ထူးသီးသန့်ဟန်ဂါတွေမှာထားလို့ရှိပါတယ်သူတို့ရဲ့အပြင်ဘက်ရေပြားကအလွန်နူးညံ့တယ်ပူပင်းငန်တဲ့လေတုမှာသူတို့ကိုအပြင်မှာထားခဲ့တာကအန္တရာယ်များပါတယ်ဒါပေမဲ့ဒါကိုရည်ရွယ်ပြီးလုံနိုင်တယ်ဒါ၎င်းကလည်းအာနာအဂါတမကြည့်နေမယ်ဆိုရင်ရန်သူများထံရှင်းလင်းပြတ်သားတဲ့တည်င်းစကားပေးပို့နေခြင်းဖြစ်နေပါတယ် B2 ကဘယ်ကြောင့်အလွန်အစွမ်းထက်ပါသလဲ B2 ကအချောင်းဘုံကျဲလေရင်မဟုတ်ပါဘူး၎င်းကအထူးလေရင်ဖြစ်တဲ့အဝေးကိုပြန်တန်းနိုင်ပြီးလေးလံတဲ့ဘုံတွေကိုသယ်ဆောင်နိုင်ပြီးရေဒါမှာမြင်ဖို့အတွက်လွန်ခက်ခဲပါတယ် B2 ကကိုပြောက်ရန်အတွက်တိစောက်ထားပါတယ်ရန်သူရေဒါနဲ့အပူအာယုံခံကိရိယာများ၎င်းကိုရှာဖွေဖို့ခက်ခဲပါတယ်မမြင်ရပဲစစ်ပွဲများစွာမှာဆင်နွှဲနိုင်ခဲ့ပါတယ်၎င်းရဲ့ ချောမွေ့တဲ့ပေါ်တန်နဲ့အထူးအလွာတွေက၎င်းကိုဖုံးကွယ်ထားရန်အကူအညီဖြစ်စေပါတယ်။၎င်းကအလွန်မြင့်မားတဲ့ပြန်တမ်းမှုလင်းရင်ပြစ်လက်နက်များအများစုရောက်ရှိနိုင်တဲ့နေရာတွေမှာပေါ့၎င်းရဲ့ GPS ပြင်မာနဲ့ဖြတ်တမ်းရေးကွန်ပျူတာများဧရိယာထဲမှာမနေဘဲပြင်မာတွေကိုအတိအကျထိမှန်စေရန်ကူညီပေးပါတယ်။ B2 ကစီဖြစ်စရာမလိုဘဲမိုင်ပေါင်း6000ကျော်ပြန်တမ်းနိုင်တယ်။ ရင်းနှီးတဲ့သင်္ဘောများရဲ့အကူအညီဖြင့်လေထဲမှနိုင်ရီ40ကျော်နေနိုင်ပါတယ်မစ်ရှင်တစ်ခုကအမေရိကန်မှအာဖဂန်နစ္စတန်ကိုဆင်တက်ခြင်းမရှိဘဲပြန်သွားနိုင်ပါတယ်၎င်းရဲ့အန္တရာယ်ရှိဆုံးလက်နက်မှာ GBU 57ဖြစ်ပါတယ်ဒီဘုံးကမြေအောက်ကရုတ်ကျင်းတွေကိုဖျက်ဆီးဖို့အတွက်ပေါင်3000အလေးချိန်ရှိတဲ့ဘုံးဖြစ်ပါတယ်ကွန်ကရစ်မီတာ60ကျော်ဖြတ်သွမ်းနိုင်ပြီး ပြီးပြည့်စုံတဲ့နေရာကိုမထိဘူးဆိုရင်တော့ပောက်ကွဲမှုကနျူကလ িয়ার နေရာတွေလိုလာနဲ့ချီပြီးဆိုးဝါးစွာပျက်စီးနိုင်စေနိုင်တယ်လို့ပိတ်ပြစ်လိုက်နိုင်ပါတယ်။အီရန်ဘာလို့နိုင်မလဲ။ထို့ကြောင့် B2 နဲ့၎င်းရဲ့ဘန်ကာဘုံကျဲလေယာဉ်များကအီရန်အတွက်ပြင်းထန်တဲ့ခြေချောင်းမှုတစ်ခုဖြစ်နေပါတယ်။ဘုံကျဲလေယာဉ်များကယခုအခါအီရန်နိုင်ငံဒီအကိုကာစီယာမတိုက်ခတ်ရန်အကွာအဝေးအတွင်းမှာရှိနေပါတယ်။ဒါဆိုအီရန်ကဘာပြန်လဲတုတ်ပြန်မလဲ။ အမှန်တရားကတော့တိတ်မများပါဘူး B2 တိုက်လေယာဉ်များဝင်ရင်တွင်ပြန်တက်သွားနေတဲ့အီရန်က၎င်းတို့တားဆီးနိုင်မှာမဟုတ်ပင်သူတို့ရဲ့ကိုပြောက်မှုဟာသူတို့ကိုရေဒါမှာမမြင်နိုင်လောက်အောင်ဖြစ်စေပါတယ်အမေရိကန်ကအီရန်လေနိုင်လေပိုင်နဲ့အတွင်းတွင်းမှာအကြိမ်များစွာပြန်တိုက်ခဲ့ပြီးမမြင်ခဲ့ဘူးပါဘူး2013ခုနှစ်တုန်းကအီရန်ကြက်လျင်တွေကအမေရိကန်မောင်းတူမဲ့လေယာဉ်ကိုရပ်တန့်ဖို့စူးစမ်းခဲ့ပါတယ်သို့တော့ F22 ဂျက်လေယာဉ်နဲ့ဆင်း၎င်းတို့အနီးမှာ ပြန်တန်းနေပြီးလုံးဝသူတို့မမြင်ခဲ့ပါဘူးအမေရိကန်လေယာဉ်မှူးတဦးကအီရန်ပြည်သူများရေဒီယိုမှမင်းအိမ်ပြန်တင့်တယ်လို့ပြောကြားခဲ့ပါတယ်အီရန်နိုင်ငံသားတွေကသူတို့နောက်ကိုလိုက်နေတယ်လို့ဘယ်တော့မှမသိခဲ့ကြပါဘူးအီရန်တွင်ဒီရီဂိုဂါစီယာတို့ရောက်နိုင်တဲ့ဒုံးကျည်တွေမရှိပါဘူး၎င်းရဲ့တာဝေးပြစ်တမ်းကမ္မူရွေးချယ်စရာများကိုကန့်တတ်ထားပါတယ်။၎င်းကတင်မောများကိုပုံမိုနီကစွာဈေးလွှတ်ရန်စူးစမ်းနိုင်တော်လဲ အမေရိကန်ရေတပ်မှ၎င်းတို့ချက်ချင်းရောက်လာနိုင်သည်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီယိုဂိုဂါစီယာကကောင်းကောင်းကကွယ်ထားပါတယ်။၎င်းမှာအလက်ဂျီစီတတ်နဲ့ပက်ထရိုဒုံးကျင်များကဲ့သို့အဆင့်မီကကွယ်စနစ်တွေရှိပါတယ်။ဒါကြောင့်ပင်လယ်ပြင်တိုက်ခတ်မှုမှန်သမျှမအောင်မြင်နိုင်ပါဘူး။အကယ်၍အီရန်ကဘုံးကျက်လျင်တွေကိုတိုက်ကြိုက်မတိုက်ခိုက်နိုင်ပါကအခြားမြေတို့လှုပ်ဆောင်နိုင်မယ်လေ။အီရန်ကကာတာဘာရင်ဒါမှမဟုတ် UAE ကဲ့သို့အနီးနားနိုင်ငံများမှာအမေရိကန်တပ်များကို တိုက်ခိုက်နိုင်ပါတယ်အဆိုပါနေရာတွေမှာအီရန်ဒုံးကျည်များလက်နက်မမီတော့နေရာများဖြစ်ပါတယ်၎င်းကဘုံကျက်လင်းများကိုရတ်တန့်စင်မီမဟုတ်တော့လဲ၎င်းကအမေရိကန်အတွက်ပုံမူခက်ခဲစေနိုင်ပါတယ်အမေရိကန်ရဲ့တိုက်ခတ်မှုနီလာပြီးဟုယုံကြည်ပါကအီရန်ကဖရောင့်ဇုံတိုက်ခတ်မှုဖြစ်နိုင်ပါတယ်စစ်ပွဲစတင်ဘာကအမေရိကန်စတပ်များနဲ့အခြေစိုက်စခန်းများကိုပြစ်မှတ်အဖြစ်အီရန်ကောက်ဆောင်များပြောကြားထားပါတယ်။ဒါပေမဲ့တကယ်လို့မှလားဆိုတာတော့မရှင်းလင်းပါဘူး။ အီရန်ရဲ့တကယ့်အင်အားကဒေသတွင်းကိုဒုက္ခဖြစ်စေမှာဖြစ်ပါတယ်၎င်းကအီရတ်ဆီးရီးယားလဘနွန်တို့မဟုတ်ယမန်ရှိအဖွဲ့များကိုပန့်ပိုးကူညီမှုအားအနောက်ဆက်ဖြစ်စေနိုင်ပါတယ်ဒါကတရုတ်ဆောင်မဟုတ်လောက်ခင်အမေရိကန်ကိုနှစ်ကြိမ်ဆက်စပ်စေနိုင်ပါတယ်ဒါပေမဲ့ပီတူဘုံချက်လျင်တွေကိုရပ်တန့်ဖို့နဲ့ပတ်သက်ပြီးတော့အီရန်မှာရွေးချယ်စရာကောင်းကောင်းမရှိပါဘူးနီဂိုအပြစ်ဆိုမဲ့ဆိုရင်ဒီယေဂိုဂါစီယာတို့ဘီတူဘုံချဲလျင်တွေ ဇီလုချင်းဟာတာမန်လှုပ်ရှားမှုတခုမဟုတ်ဘူးဒါခလင်းနေတဲ့ဒတိပေးချက်တခုပါဘုံကျဲလျင်ဆက်နှစင်းအထိဇီလုပြည်အခြေဆိုင်စခန်းမှာခုနှစ်စင်းအထိထားရှိခြင်းဖြင့်၎င်းကအကြီးမားဆုံးဘီတူဖြန့်ကျင်မှုတခုဖြစ်ပါတယ်ဒီချိန်တည်းမှာပင်ဒေတာတွင်းတင်းမမှုများလည်းမြင့်မားလာနေပါတယ်အီရန်နဲ့အမေရိကန်တို့ပြည်ပခါတွေဖြစ်နေဟူတီများကပင်လယ်နီမှာရှိတဲ့တမောတွေထိုက်ခိုက်တယ်ယမန်မှာအမေရိကန်ရဲ့လေကြောင်းတိုက်ခတ်မှုတွေပြန်လည်ဆက်တင်တယ် ဒီဘုံကျက်လျင်တွေကအီရန်ကိုမခုခံနိုင်တဲ့လက်နက်တွေတည်ဆောင်းနိုင်ပါတယ်အကယ်၍အီရန်ရဲ့ဆွေးနွေးမှုမအောင်မြင်ပါကအမေရိကန်ကလင်းမြန်ပြီးပြင်းထန်စွာတိုက်ခိုက်နိုင်တဲ့ဆွမ်းအားရှိကြောင်းပြသနေပါတယ်အီရန်ကဒီဂိုဂါစီယာကိုမထိဘူး၎င်းရဲ့ကာကွယ်ရေးများကဘီတူမမြင်နိုင်ဘူးဒါမှမဟုတ်ရပ်တန့်နိုင်မှာမဟုတ်ပါဘူးအများစုမှာအခြားနီလန်များဖြင့်တုံ့ပြန်ရန်စူးစမ်းနိုင်ပါတယ်ဒါပေမဲ့ဘီတူရဲ့ချင်းချောင်းမှုကိုတော့ဘယ်အရာကမှတကယ် မရှင်းနိုင်ပါဘူးအဆိုပါဘုံကျဲလေရင်များက၎င်းတို့ရဲ့လက်နက်များကြောင့်သာမဟုတ်ပဲအကြောက်တရားကြောင့်အစွမ်းထက်ပါလား၎င်းတို့ကတဲလုံစားမရှိပဲပေါ်လာနိုင်တယ်ရိုက်ခတ်နိုင်ပျောက်ကွယ်သွားနိုင်ပါတယ်အဲဒါကြောင့်ဒီမစ်ရှင်ကအရန်ရည်ကြည်ပါတယ်